ခုဒီနေ့ကျမ်းပါကတော့ Galatia 5:15ခန်းကြီး5ဖြစ်ပါတယ်။ Galatia 5:15အခန်းကြီး5အငယ်1မှ7နှစ်ထို့ကြောင့်ခရစ်တော်သည်ငါတို့ကိုလွတ်တော်မူသောလွတ်ခြင်းအခွင့်၌တည်နေသဖြင့်ကျွန်ခံရာတပိုးကိုထမ်း၍ခြိနှောင်ခြင်းကိုတဖန်မခံကြနှင့်။ငါပေါလုဆိုသည်ကားသင်တို့သည်အေဗျာလှီးခြင်းကိုခံလျင်ခရစ်တော်အားဖြင့်အဘယ်အကျိုးကိုမျှမရနိုင်ကြ။ အေပြားလီးခြင်းကိုခံတော်သူအပေါင်းတို့အားငါတပံတက်တည်ခံဒီကထိုသောသောသူသည်ပညာတရားကိုအကျွမ်းမဲ့ကျင့်အံ့သောငါကြွေးတင်တော်သူဖြစ်၏ပညာတရားအဖြင့်ဖြောက်မရာတို့ရောက်သမျှသောသင်တို့သည်ခရစ်တော်နှင့်ကွာ၍ဂျေစုတရား၌မတည်၍လျော့ကြပြီငါတို့မူကားယုံကြည်ခြင်းအဖြင့်ဖြောက်မရာတို့ရောက်မည်ဟုမျှော်လင့်သောဂျေစုတော်ကိုဝိညာဉ်တော်အဖြင့် ငန့်လင့်၍နေကြ၏ယေရှုခရစ်ထံ၌အယေပြားလီချင်းအကျိုးမရှိ မခံဘဲနေခြင်းလဲအကျိုးမရှိမြစ်တံအားဖြင့်ပြုပြင်တတ်သောယုံကြည်ခြင်းသာအကျိုးရှိ၏အထက်ကသင်တို့သည်ကောင်းမွန်စွာပြေးကြ၏တို့ဖြစ်၍တမန်တရားကို နားမထောင်စေခြင်းကအဘယ်သူစီးတာသည်နီယခုယူသောအယူကား တင်တို့ကိုခေါ်တော်မူသောသူ၏ဩဝါဒကို အမိပြု၍ယူသောအယူမဟုတ်အနှဲငယ်သောတဆေးသည် မုံစိမ့်တပုံးလုံးကိုဖုံးကျွစေတတ်၏တင်တို့သည်ကွဲပြားသောအယူရှိသမျှကိုပယ်လိမ့်မည်ဟုသခင်ဖျားကိုငါအမိပြု၍စိတ်ဆွဲလန်းခြင်းရှိ၏တင်တို့ကိုနှောက်ရက်တော်သူမြည်သည်ကားမိမိအပြစ်ဒဏ်ကိုခံရလိမ့်မည်တဖန်တုံညီကိုတို့ ငါသည်အေဗျာလိချင်းတရားကိုဟောပြောသေးသည် မှန်လျင်အဘယ်ကြောင့်ညှင်းဆဲခြင်းကိုခံရသေးသနည်းထို့သောဟောပြောလျင်လက်ဝါးကတိုင်တော်ကို ထိမိ၍လဲเสียအကြောင်းပယ်ရှင်းလျက်ရှိ၏သင်တို့ကိုမှောက်မှားစေသော သူတို့ကိုပယ်ရှားနှင်ထုတ်စေခြင်းကငါအလိုရှိ၏အငယ်၃၃မှ၅ ဤကိုယ်တို့တင်တို့သည်လှွချင်းခွင့်ကိုရသောသူဖြစ်ကြ၏သို့တော်လည်းဇာတိပဂတိအားအခွင့်ကိုပေး၍ထိုလှွချင်းကို မတုံးကြနှင့်အချင်းချင်းချစ်၍အမှုချင်းကိုဆောင်ရွက်ကြလော့အကြောင်းမူကားကိုနှင့်ဆက်ဆိုင်သောသူကို ကိုနှင့်အမျှချစ်လော့ဟုသောပညာတပားကိုကျင့်လျင်ပညာတရားရှိသည်များကိုအကျွမ်းမဲ့ကျင့်ရရောက်၏သို့မဟုတ်အချင်းချင်းကြိုက်စားလျင် အချင်းချင်းဖြည့်စည်းမည်ဟုဆိုရင်၍တတိရှိကြလော့ အငယ်16မှ26ငါပြညတ်တီကဝိညာဉ်ပဂတိတိုင်းကျင့်ကြလောထို့တို့ကျင့်လင်ဇာတိပဂတိဤအလိုတို့မလိုက်ဘဲနေကြလိမ့်မည်အကြောင်းမူကားဇာတိပဂတိနှင့်ဝိညာဉ်ပဂတိသည်တပါးနှင့်တပါးဆန့်ကျင်သောအလိုရှိကြ၏တပါးနှင့်တပါးဆန့်ကျင်ပေဖြစ်၍သင်တို့သည်ကျင့်ကျင်သောအကျင့်ကိုမကျင့်နိုင်ကြသို့တော်လေဝိညာဉ်ပဂတိအလိုတို့လိုက်လျင်ပြညတ်တရားနှင့်လွတ်ကြ၏ ဇာတိပရိအကျင့်တို့သည်ထင်ရှားကြ၏ထိုအကျင့်တို့မူကားသူ့မယားကို ပြမှားခြင်းမတရားသောမိဒုံ၌မိဝဲခြင်းညဉ်ညူးစွာကျင့်ခြင်းကိလေသာလွန်ကျူးခြင်းရုတ်တုကိုကိုးကွယ်ခြင်းသူတစ်ပါးကိုပြုစားခြင်းယံညှိုးဖွဲ့ခြင်းယံတွေ့ခြင်းဂုံပြိုင်ခြင်းအမျက်ထွက်ခြင်းညင်းခုန်ခြင်းအချင်းချင်းကွဲပြားခြင်းတင်းခွဲခြင်းသူအကျိုးကိုညှူဆူခြင်းလူအသက်ကိုတတ်ခြင်း ရင်မျိုးကိုတောက်ကျူးခြင်းပွဲလုံချင်းမှဆောက်၍ထိုသို့သောအကျင့်ပေသည်ထိုသို့သောအကျင့်ကိုကျင့်သောသူတို့သည်ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြဟု အထက်ကငါပြောနှင့်ခဲ့ပြီးသည့်အတိုင်းယခုပင်လည်းငါပြောနှင့်၏ဝိညာဉ်ပကတိအကျိုးမူကားချစ်ခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစိတ်ရှိခြင်းကျေးဇူးပြုခြင်း ကောင်းမြတ်ခြင်းတစ္ဆာဆောင်ခြင်းနူးညံ့သိမ်မွေ့ခြင်း ကာမဂုံချုပ်တီးခြင်းပေသည်ထိုသို့သောအကျင့်ကိုအဘယ်တရားမျှမမြစ်တာခရစ်တော်နှင့်ဆက်ဆိုင်သောသူတို့သည်ဇာတိပဂတိကို၎င်းဇာတိပဂတိစိတ်များနှင့်အလိုဆန္ဒများကို၎င်းလက်ဝါးကတိုင်မှရိုက်ထားကြပြီတို့ဖြစ်ပေငါတို့သည်ဝိညာဉ်ပဂတိကြောင့်အသက်ရှင်လင်ဝိညာဉ်ပဂတိအတိုင်းကျင့်ကြကုန်ဟံအချီးနီးသောကျော်စောကိတ္တိကိုတတ်မြဲခြင်းအချင်းချင်း ချုပ်ချယ်နှောက်ယှက်ခြင်းအချင်းချင်းညူဆူခြင်းတို့ကိုရှောင်၍နေကြကုန်အံ။ Okay ဒီခါမှာဆိုရင်အရင်ကောင်းတဲ့အမ်ချမ်းပိုက်ဖြစ်ပါတယ်။ဆိုတော့နောက်ချမ်းပိုက်မှာပြင်သွေးကြမယ်နော်။ Bye bye ။